ဘာမဘရင်းချန်နယ်ကနေကြိုဆိုပါရခင်ဗျာကျွန်တော်တို့နေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဆိုတော့လေနေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ကိုပါရခင်ဗျာအဲဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာမစခင်မှာဘာမဘရင်း channel ကို subscribe လုပ်ထားဖို့လည်းအရင်ဆုံးတောင်းဆိုချင်ပါရခင်ဗျာကဲဒီနေ့ကျွန်တော်တို့အတူတူစူးစမ်းကြည့်ကြမယ့်အကြောင်းအရာကတော့လေ Mark Zettler ရဲ့ The Dirty Little E-book of Sex Codes ဆိုတဲ့စာအုပ်ထဲကကောင်းလို့ချက်တီးပဲဖြစ်ပါတယ်။ကောင်းစဉ်ကနည်းနည်းတော့ပွင့်လင်းတဲ့ကြားလိမ့်မယ်။ဒါပေမဲ့လေဒီစာအုပ်ကလိင်မှုကိစ္စအပေါ်လူတွေရဲ့ဟို အသွေးခေါ်တွေဟာတာညံနေတခါလေးပေါ်ပေါ်တင်းနေမပြောထိကြတဲ့အမြင်တွေကိုစူးစိထားတာဆိုတော့အမ်စိတ်ဝင်စားစရာကောင်းမှာတော့တိချားတယ်ဗျာ။ ှချက်တွေစူးစီးထားတဲ့စာအုပ်တွေကနေပြီးတော့လေလူဖွဲ့စည်းတစ်ခုရဲ့သဘောထားတွေအချိန်နဲ့အမျှပြောင်းလဲလာတဲ့အမြင်တို့လိုတစ်စစ်တစ်ဆောင်လေ့လာလို့ရတာကောနော်ဒီစာအုပ်မှာဆိုရင်နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့စကားတွေပါတယ်လို့အမိမတိပြောစကားတွေလည်းပါတော့အာရှုထုံစုံတယ်လို့ပြောရမှာပေါ့လင်းဆိုတဲ့အကြောင်းအရာကိုဒက်တနာရှုထုံကနေရောပေါပေါပေါပါဟာတာအနေနဲ့ရောချင့်ကတ်ထားတာမျိုးတွေ့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့စာရေးသူပြောထားတာကကနာပုံ30ကျော် စကားစုပေါင်း900ကျော်ပါတယ်ဆိုတော့တော်တော်လေးတော့ကျဲပြန့်တယ်ပေါ့ဒီနေ့တော့အဲ့ဒီထက်ကအဓိကကြားတဲ့အပိုင်းတစုကိုရွေးပြီးတော့ဆွေးနွေးကြည့်ကြတာပေါ့ကဲပထမဆုံးညင်နဲ့လင်းဆိုတာပါလဲဆိုတော့အခြေခံကြတဲ့မိကွန်ပေါ်ကအမြင်တွေကိုအရန်ကြည့်လိုက်ကြအောင်လေ။ကောင်းပါရဲ့ဒီလင်းဆိုတာပါလဲဆိုတဲ့ကာနာမှာဝဲအမြင်တွေဘလောက်ကွဲပြားလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ရှင်။ဥပမာ မင်းသမီးကြီးမေဝက်စ်ကလည်းလင်းဆိုတာလှူရှားနေရဲ့စိတ်ခံစားမှုတစ်ခုလို့အင်မတန်တိုးတိုးရှိရှိနဲ့လှလာပပလေးပြောခဲ့တယ်။ဒါကလင်းရန်ဟိုစိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုကိုအသာပေးထားတာပေါ့နော်။မှတ်သားစရာစကလုံးလေးပဲဗျာ။တစ်ဖက်မှာကျတော့ဆာရေးဆရာဟင်ဒရီမီလာရဲ့အမင်းကပို့ပြီးအခြေခံကြတယ်။ပို့ပြီးတော့အာပြင်းထန်တယ်လို့ပြောရမလားပဲ။လင်းဆိုတာပြင်းလဲဝင်စားခြင်းကအကြောင်းရင်းခုခုတက်ကတစ်ခုထစ်ပြီးကြံတဲ့၈ခုကအရင်ပါဦးတယ်။ ဒါကတော့လင်ရဲ့ဇီဝမိရဆိုင်ရာဒါမှမဟုတ်ဖြစ်တည်မှုဆိုင်ရာအရေးပါမှုကိုအစွမ်းကုန်မြင့်တင်ထားသလိုပါပဲအဲ့ဒီအမြင်တစ်ခုကပဲအစွမ်းနှစ်ဖက်လို့ထင်နေပြီနော်ဟုတ်တယ်ဟုတ်တယ်တစ်ခုကစိတ်ခံစားမှုနောက်တစ်ခုကဖြစ်တည်မှုရဲ့အဓိကအကြောင်းရင်းလိုမျိုးဒီကြားထဲမှာပိုးပြီးလက်တွေကြတဲ့တစ်ခါလေဟာသဆန်တဲ့အမြင်လေးရှိသေးတာကိုအမိမတိပုတ်ကူတူရဲ့လိန်ဆိုတာလေးလိုပဲမင်းရမချင်းအေးမပါဘူးလို့မထင်ရဘူးဆိုတဲ့စကားမျိုးပေါ့ဒါကလိုအပ်ချက်တစ်ခုအနေနဲ့ လိန်ကိုရှုမြင်တာ။음။ဒါကတော့လူတိုင်းနှိမလက်ခံနိုင်မဲ့အမိမျိုးချင်းတယ်ဗျ။နောက်ပြီးတော့ဝူဒီအလင်ရဲ့အတိပ္ပဖွင့်ဆိုအချက်ဒီကလည်းဒီဆောင်မှာနေရာတော်တော်များများပါမိတာတွေ့ရတယ်။သူကလိန်ဆိုတာရေစရာမလိုပဲရနိုင်တဲ့ပျော်ဆုံးရာလူဆိုတယ်။သူစကားတွေကအမြဲတမ်းအဲ့လိုပဲတွေးစရာတစ်ခုခုကြမ်းစေတယ်။နောက်ပြီးတော့လူတော်များများယင်းနီးနေမဲ့ဟို Brandon Lion ရဲ့ဗီဇာဥမာလေး Lin ဆိုတာပီဇာနဲ့တော်တော်တူတယ်။ ကောင်းတဲ့အခါအရန်ကောင်းတယ်မကောင်းတဲ့အခါမှတော့တော်တော်လေးကောင်းနေတော့မယ်ဆိုတာမျိုးပေါ့ဟုတ်ပါဒီအဒီပဲဖွင့်ဆိုချက်ဒီအားလုံးကိုခြုံကြည့်လိုက်ရင်လင်းဆိုတာကိုတသမတ်တိအဒီပဲဖွင့်ဖို့ခက်ခဲတယ်ဆိုတာပေါ်လင်းစေတယ်နော်လူတယောက်ရဲ့အတွေ့အကြုံယဉ်ကျေးမှုနောက်ခံတတနာအမြင်ဒါဒီပုံမူတီးပြီးတော့လုံးဝကွဲပြားခြားနားရဲ့အဓိပ္ပာယ်တွေထွက်လာနိုင်တာပေါ့ဒီလိုကွဲပြားမှုတွေကိုစုစည်းပြထားတာကဒီစာအုပ်ရဲ့အားသာချက်တစ်ခုလို့ဆိုနိုင်ပါတယ်ရှင်။အင်းကွဲပြားမှုတွေအကြောင်းပြောရင်းနဲ့ပဲဒီစာအုပ်ထဲမှာ ဟာတန်နဲ့နည်းနည်းစိန်ခေါ်မှုဆန်တဲ့အမြင်တွေကိုစူးစိထားတဲ့အပိုင်းတွေကလည်းတွတ်တွမြများပါတယ်။အထူးသဖြင့်မြစ်ပတ်တော်လင်းဆိုတဲ့ခေါင်းစဉ်မျိုးပေါ့ဗျာ။ဒီနေရာမှာလဲဟိုလူပဲဝူဒီအယ်လန်ကပါလာပြန်ပြီ။လင်းကမြစ်ပတ်တလား။မှန်မှန်ကန်ကန်လို့ဟင်တော့မြစ်ပတ်တာပေါ့တဲ့။သူစကားကအပေါ်ယံကြည့်ရင်ဟာတပဲ။ဒါပေမဲ့လင်းအပေါ်ထားတဲ့ရှစ်စိတ်အဖြစ်စိတ်တင်တယ်လေနင်းနေတော့ဆက်ဆံနေတယ်လို့ပဲနော်။မမမီတေးတဲ့ဆိုတဲ့စကားကအတိတ်ကာလကလူဖို့စီရဲ့ကိုချင်းတရားစနှုံးတဲ့ လိန်အပေါ်ပိုပြီးတင်းကျပ်တဲ့သဘောထားတွေကိုထင်ထပ်စေတာပေါ့အခုခေတ်နဲ့ယဉ်ကျေးရင်အမြင်တွေဘယ်တော့တောင်ပြောင်းသွားပြီလဲဆိုတာတွေးစရာပဲဟုတ်တယ်ဂျွန်ဝေါ်တာစ်ရဲ့စကားကလည်းဒီအချက်ကိုပဲထပ်ပြီးအားထည့်ပေးသလိုပဲကျွန်တော်ကက်သလစ်ဘာသာဝင်ထီကီဘင်းခဲလို့ဖခင်သခင်ကိုယေရှုကျင့်တယ်ဒါကြောင့်လိန်ကအမြဲတမ်းညက်ပတ်နေမှာပဲတဲ့ဒီညမှာသူကဘာသာရေးနောက်ခံကြောင့်လိန်ပေါ်အဖြစ်စစ်ခံစားရတာကို လောင်းတယ်လို့လို့ပါလို့လို့ပြောထားတာပေါ့ဗျာ ဒါကဘာသာရေးကလင်းပေါ်ထားတဲ့သဘောထားကိုဘလို့ပုံဆွေးနိုင်တယ်လဲဆိုတာကိုပြနေတာပဲဟာတာတွေဆိုပေမဲ့သူ့နောက်ခွဲမှာလူမှုအရေးဆိုင်ရာဝေဖန်မှုတွေအတွေ့အကြုံတွေပါနေတတ်တာပေါ့လို့ဟောလိဝုဒ်ကျေပွင့်နေဟာတာတွေကတော့များသောအားဖြင့်သူ့ရဲ့အတွေ့အကြုံဒါမှမဟုတ်ပုံရိပ်ပေါ်အခြေခံတာများတယ်လေရော့ဒနီဒင်ဂျာဖီးရဲ့လင်းဆက်ဆန်နေတော့မှကျွန်တော်ကောင်မလေးကစကားပြောချင်နေအခုလေးတင်ဟိုတယ်ကနေဖုန်းဆက်တယ်ဆိုတာမျိုးကသူ့ရဲ့ကိုကိုကိုနှိမ်ချတတ်တဲ့ဟာတာဟန်ကိုပြတ်တာပေါ့ဟင်း John Rivers ရဲ့ဟိုနှစ်ယောက်ဖက်ကတင် ဟာတာကတော့ရဲလဲရဲရတယ်တက်ဖက်ကလည်းလိန်ပညာပေးရဲ့အရေးပါမှုကိုမီးမောင်းထူပြနေတယ်လို့ပဲဗျကျမရဲ့ဆိုးရွားတဲ့လိန်ဘဝအတွက် အမေကိုအပြစ်တင်တယ်သူကကျမကိုပြောခဲ့တာကယောက်ျားကအပေါ်မှာမိမကအောက်မှာဆိုတာပဲသုံးနှစ်လုံးလုံးကျမယောက်ျားနဲ့ကျမနှစ်ယောက်ထက်ကုတင်နေပုံမှာအစ်ခဲရတယ်ဆိုတာလေး ဒါကလိင်နဲ့ပတ်သက်တဲ့အယူအဆမားတွေနားလည်မှုလွဲမှားခြင်းတွေရဲ့အကျိုးဆက်ကိုပျော်စရာဖြစ်ဆုံးပုံစံနဲ့တင်ပြလိုက်တာပဲဟုတ်ပါဒီလိုဟာသားတွေကပေါ်ပေါ်ပါပါ ရေမောဖို့တတ်တဲ့မဟုတ်ပဲနဲ့လိင်နဲ့ပတ်သက်ပြီးလူအဖွဲ့အစည်းမှရှိနေတဲ့တားမြစ်ချက်တွေအဲ့ဒီထက်ဘိုးတွေကိုဖော်ထုတ်ပြောဆိုဖို့နီလန်းတစ်ခုလည်းဖြစ်နေတာပေါ့ဟာသားကိုတုံးပြီးတော့ပြောရခက်တဲ့အကြောင်းအရာတွေကိုချင့်ကပ်တာဟုတ်ပါကဲဒါဆိုရင် ဒီကနေ့ဆက်ပြီးတော့လိန်အချက်ဆက်ဆံရေးနဲ့အိမ်တော်ရေးဆိုတဲ့ပိုပြီးလေးနဲ့တကန္တဘကိုကူးကြည့်ကြအောင်ဒီမှာတော့ဟာတတတက်ထက်အသွေးခေါ်ဆန်တဲ့တခါတလေစန့်ကျင်ဘက်ဖြစ်နေတဲ့အမြင်တွေပို့တွေ့ရမယ်ထင်တယ်ဝူဒီအယ်လန်ကပဲလိန်ကတင်းမမှုကိုဖြေလျှော့ပေးတယ်အချက်ကတင်းမမှုကိုဖြစ်စေတယ်လို့ဆိုတယ် ဒါကနင်းနေရောအဆိုးမြင်တယ်လို့ပဲနော်။ဟုတ်။သူ့ရဲ့နောက်စကားတစ်ခုကတော့ဒီအမြင်ကိုနင်းနေပြန်ထင်းကြီးပေးလို့ရှိပါတယ်ရှင်။အချစ်မပါတဲ့လိန်ကအဓိပ္ပာယ်မရှိတဲ့အတွေ့အကြုံတစ်ခုပါ။ဒါပေမဲ့အဓိပ္ပာယ်မရှိတဲ့အတွေ့အကြုံတွေထဲမှာတော့ဒါကတော်တော်လေးကောင်းပါတဲ့အစ်ဒီစကားကလိန်တက်တက်ရဲ့တမောကိုလုံးဝပြစ်ပယ်မထားဘူး။ဒါပေမဲ့အချစ်နဲ့ရင်တော့အဓိပ္ပာယ်နဲပါတယ်လို့ဆိုလို့ရင်ချစ်နိုင်ပါတယ်လေ။ဟွန်းဟုတ်တယ်။ဒါကလိန်နဲ့အချစ်ချားကရှုပ်ထွေးတဲ့ဆက်နွယ်မှုကိုထင်ဟပ်စေတာပေါ့။ Sharon Stone ရဲ့အမြင်ကတော့ ကြားမှာဆက်ဆံရေးရဲ့နောက်ထပ်ရှုတောင့်တစ်ခုကိုပြတယ်ဗျာအမျိုးထမှုတွေကတာယာမှုအတူရောင်လုံနိုင်မယ်မယ်အမျိုးသားတွေကဆက်ဆံရေးတစ်ခုလုံးကိုအတူရောင်လုံနိုင်တယ်တဲ့ဒါကနည်းနည်းတော့ပြင်းထန်တဲ့ဝေဖန်မှုပဲဆက်ဆံရေးတွေမှာရှိတတ်တဲ့မယိုးသားမှုဟန်ဆောင်မှုတွေကိုထောက်ပြထားတာဟုတ်ကဲ့ဒီစကားကကြားမှာအပေါ်ပုံတေခချက်အမြင်မျိုးစတီရီယိုတတ်တွေကိုအခြေခံထားတယ်လို့ညှင်းခွန်နိုင်ပေမဲ့ဆက်ဆံရေးတွေရာအားနည်းချက်တွေ ယုံကြည်မှုပြပြနိုင်တဲ့အခြေအနေတွေကိုတော့စဉ်းစားစရာဖြစ်စေတာပေါ့အိမ်တော်ရဲ့နပတ်တက်တဲ့ကိုးကားချက်တွေမှာလည်းဒီလိုစင်ခုံမှုတွေကိုတွေ့ရလဲရှင်ဟုတ်ကဲ့အမိမတီစကားတစ်ခုကကျွန်တော်မိမကလင်ပစ်စီတစ်ခုပဲကျွန်တော်လင်ဆက်ဆောင်မှုတောင်းတိုင်းသူကကန့်ကွက်တယ်ဆိုတာလေဒါကစကလုံးခစားပြီးဟာတာလောက်ထားတာဖန်ပေါ်ပြဒါပေမဲ့နောက်ွယ်မှာတော့ ိမ်ထောင်ရဲမှလီမှုဆိုင်ရာလိုအပ်ချက်တွေမတူညီတာစန္ဒတွေကွဲပြားတာဆက်တွယ်မှုအားနည်းတာတွေရှိနိုင်တယ်ဆိုတဲ့အမှန်တရားကိုညွှန်းနေတယ်လို့ပဲ John Fontaine ရဲ့အမေလာလွန်ဒီကွဲပြားမှုကိုပို့ပြီးရှင်းရှင်းလင်းလင်းတင်ပြထားတယ်။မျိုးသားအတွက်လင်းကအဆဆားတယ်လို့ဆက်လုံးမှုတစ်ခုပဲအမျိုးသမီးအတွက်တော့အချစ်နဲ့ romantic ဖြစ်မှုကအရေးကြီးတယ်ဆိုတဲ့သူချက်ရှင်းပြချက်လေး အဲ့ဒါကကြောင်းမာကကွဲပြားမှုအပေါ်အခြေခံထားတဲ့ရှေးရိုးအမြင်လို့မြင်နိုင်သလိုတစ်ဖက်မှာလည်းဆက်ဆံရေးမှာနှုံးနှစ်ဖက်ညစ်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ကိုင်းဆိုင်ရာလိုအပ်ချက်တွေမတူညီနိုင်ဘူး။ဒါကိုနားလည်မှုပေးဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုမိမုံထိုးပြနေတာပေါ့။ဒီအမြင်တွေကအမြဲတမ်းမှန်နေသလိုတော့မဆိုလိုပါဘူး။ဒါပေမဲ့ဆွေးရွေးဖို့စဉ်းစားဖို့အချက်အလက်တွေတော့ပေးတာပေါ့လေ။မမေ။ကဲဒါဆိုရင်ဆက်ဆံရေးရှုထောင့်ကနေလူအဖွဲ့စီရဲ့ပိုကျဖြန့်တဲ့အမြင်တွေစီကိုဆက်သွားကြည့်ကြရအောင်။ ဒီစာအုပ်ထဲမှာပါတာရေကိုချင်းတရားနိုင်ငံရေးစင်စားဖြတ်တောက်မှုစတာနဲ့လင့်ကိစ္စဘလို့ဆက်ဆက်နေလဲဆိုတာကိုထင်ဟပ်စေတဲ့ကိုကချက်တွေလည်းပါတယ်ဗျမတ်တွင်းရဲ့စကားကစိတ်ဝင်စားဖို့ကောင်းတယ်ဒီလောကရဲ့တာယာမှုတွေထဲမှာလူသားတွေကလိမ့်ဆက်ဆံမှုကိုအလေးနဲ့ထားဆုံးထစ်ပင်နဲ့သူတို့ရဲ့ကောင်းကင်ဘုံထဲကနေတာကိုချမ်းလတ်ထားခဲ့တဲ့တဲ့อืมဒါတော်တော်စဉ်းစားစရာအချက်ပဲနော် ဘာသာရတော်တော်များများမှာလင်ကိစ္စကိုထိန်းချုပ်ဖို့ကန့်တဖို့ကြိုးစားတာလည်းရှိပေမဲ့လူတဘာဝရဲ့အရေးပါတဲ့အစိမ့်ပိုင်းတစ်ခုထိနေတာကိုသူကထောက်ပြခြင်းပုံရတယ်။ George Bernard Shaw ကတော့ပိုပြီးတိုက်ရိုက်ကြကြနဲ့ဘာသာရေးအာဏာပိုင်တွေကိုစိန်ခေါ်ခဲ့တယ်။ပုတ်ရဟမင်းကြီးစီကလင်ကိစ္စအကြံရန်ကိုဘာလို့ယူသိမ့်လဲ။သူတော့ဒါနဲ့ပတ်သက်ပြီးတခုခုသိနေရင်သူမသိသင့်ဘူးဆိုတဲ့စကားမျိုးပေါ့။ဒါဘာသာရေးခေါင်းဆောင်တွေရဲ့လောကီရေးရအထူးသဖြင့်လင်ကိစ္စမှာပြောဆိုခွင့်အဖော်မေးခွန်းထုတ်လိုက်တာပဲ။ဟုတ်ကဲ့ ဒီလိုမြင်တွေကလင်းဘောဘာသာရေးရဲ့လွမ်းမိုးမှုအပေါ်ဝေဖန်ပိုင်းခြားစဉ်းစားစေတယ်ပေါ့ဗျာအဲနိုင်ငံရေးနဲ့လင်းကိစ္စဆက်ဆက်မှုမှာတော့ဘီလ်ကလင်တန်ရဲ့အမှုကတော့မပါမဖြစ်ဆိုသလိုပဲစာအုပ်ထဲမှာသူ့ရဲ့ကနာဦးငင်းဆိုချက်ကျွန်တော်ထိုမျိုးသမီးမစ္စလိုဝင်စကီနဲ့လင်းဆက်ဆက်မှုမရှိခဲ့ပါဘူးနဲ့နောက်ပိုင်းဝန်ခံချက်မစ္စလိုဝင်စကီနဲ့ကျွန်တော်မသိလျော်တဲ့ဆက်ဆံရေးတခုရှိခဲ့ပါတယ်ဒါဟာမိုင်းဝင်ပါတယ်နောက်ခုလုံးမဖော်ပြထားတယ် ဒီနေရာမှာကျွန်တော်တို့ကစာအုပ်ထက်ကအချက်လက်ကိုတင်ပြတာတသက်သက်ပြီးတော့ဘဲဘက်ကမှယက်တီပြောဆိုနေတာမဟုတ်ပါဘူးခင်ဗျာဒီဖြစ်ပျက်ကနိုင်ငံသမားတွေရဲ့အာဏာပုဂ္ဂိုလ်ရေးအပြုမှုနဲ့လူသူအမြင်ကြားကရှုပ်ထွေးတဲ့ဆက်နွယ်မှုကိုပြတ်တက်ခဲ့တာပေါ့ဟုတ်ပါတယ် ကနက်စတာရဲ့စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွေကအသေးစိတ်အချက်ဟို secret အဖြစ်ပြက်ကိုစာအုပ်ထဲမှာထည့်သွင်းဖော်ပြထားတာကတော့ဒီကိစ္စရဲ့ပွင့်လင်းမြင်သာမှုဘလောက်ထိရှိခဲ့တယ်လဲလူမှုရဲ့စိတ်ဝင်စားမှုဘလောက်မြင့်တက်ခဲ့တယ်လဲဆိုတာကိုပြသနေတာပေါ့ဒါမဲ့အဲ့ဒီအသေးစိတ်ကအဓိကဆွေးနွေးရမယ့်အချက်ဖြစ်တဲ့အာနာနဲ့လင်းရဲ့ဆက်ဆက်မှုနိုင်ငံရေးမှာကိုကျင့်တရားစံနှုန်းတွေရဲ့အရေးပါမှုဆိုတဲ့အကြောင်းအရာတွေကိုတခါတည်းရန်လမ်းလွဲသွားစေနိုင်တာမျိုးလည်းရှိတယ်ရှင် ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်အချက်လက်ကိုသိရှိဖို့ပေါ်ပြတာကွဲလွဲလို့အဲ့ဒီအပေါ်မှာအတူဆွဲဝေဖန်နေဖို့တော့မလိုဘူးလို့ထင်ပါတယ်တစ်ဖက်မှာတော့ကနေဒါဝန်ကြီးချုပ်ဟောင်းပီယက်ထရူရရဲ့နိုင်ငံတော်မှာတိုင်းပြည်ရဲ့အခန်းအနေထဲမှာနေရာမရှိဘူးဆိုတဲ့စကားကအစိုးရရဲ့လွတ်ပိုင်ခွင့်ပဲဒီပဲရှိသင့်တယ်လဲပုပ်ကိုရဲ့လွတ်လပ်ခွင့်ကိုဘလော်လီထားသင့်တယ်လဲဆိုတဲ့ရည်ရှိတဲ့မိခွန်းကိုထုတ်ထားတာဗျာဒါလုံးဝစန့်ကျင်ဘက်အမည်လို့ဆိုနိုင်နေနော် တခုကနိုင်ငံရေးကောင်းဆောင်ရဲ့ပုခုရေးအဖြုမူကလူမှုရဲ့စိတ်ဝင်စားမှုဖြစ်တဲ့တယ်စုံစမ်းစစ်ဆေးတင့်တယ်လို့ဆိုတယ်။နောက်တစ်ခုကတော့ပုခုရေးလွတ်လပ်ခွင့်အထူးတစ်ဖြစ်လင်းကိစ္စမှာနိုင်ငံတော်ကဝင်မဆွဖတ်တင့်ဘူးလို့ဆိုတယ်။ဒီအမြင်တစ်ခုကြားကဟန်ချက်ကိုရှာခွေနေရတာကဒီမိုကရေစီလူဖွဲ့စည်းရေးရဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ J. Edgar Hoover ရဲ့ FBI ကဟို oral sex ကိစ္စတွေမှာပြင်တဲ့တွင်းကွန်သွဲမှုကိုမထိခိုက်ရင်ဝင်ဆွဲဖက်ခွင့်မရှိဘူးဆိုတဲ့မချက်ကလည်းစိတ်ဝင်စားစရာပဲဥပဒေရဲ့ကန့်သက်ချက်တွေနဲ့ကိုချင်းတရားဆိုင်ရာအမြင်တွေကြားက꽈ရချက်ကိုဖျက်နှီးတယ်လို့ပဲတကယ်ကိုရှုထောင်ပေါင်းစုံကစဉ်းစားစရာတွေချိပါပဲဗျာကဲနောက်ဆုံးအပိုင်းအနေနဲ့ပေါ့ဒီစာအုပ်ထဲမှာပါတဲ့တခြား꽌ပြတဲ့ရှုထောင်တွေဥမာလိန်တူလိန်꽌နှမျိုးဆက်ဆံခြင်း bisexuality တကူအရာဖြစ်ခြင်း masturbation လုံခြုံသောလင်ဆက်ဆံမှု safe sex စာရလီနဲ့ပပတ်တဲ့ကိုကားချက်တချို့ကိုကြည့်လိုက်ကြရအောင်အဲဒီမှာလဲဝူဒီအလန်ကဟာတာတိပြောထားပြန်ပြီလိန်တူလင်ခွဲနှမျိုးဆက်ဆံခြင်းကစနေနေ့ညမှာချိန်တွေ့ဖို့အခွင့်အလမ်းကိုနှက်စတူးစီတယ်တဲ့ဟာဟာဒါကပေါပပပဟာတာဆိုပေမဲ့လိန်ဆိုင်ခံယူမှုကွဲပြားတာကိုလက်ခံလာတဲ့သဘောထားကိုလဲတစိုက်တစ်ပိုင်းဟင်းဟတ်စေတာပေါ့နော်တကူကြီးအာတာဖြစ်ခြင်းနဲ့ပတ်တယ်ရင်လဲသူ့ရဲ့ တကူကြီးအာသာဖြည့်ခြင်းကိုအထင်မတဲပါနဲ့ဒါဟာကိုချစ်တဲ့တဆုံတရားနဲ့လိမ့်ဆက်ဆန်တာပဲဆိုတဲ့စကားကတချိန်ကအဖြစ်လို့သတ်မှတ်ခံခဲ့ရတယ်အဖြစ်ဖူအပေါ်ရှုမြင်ပုံပြောင်းလဲလာတာကိုပြရရရှင်음 George Carlin ရဲ့ဖျားတခင်ကကျွန်တော်တို့ကိုတကူကြီးအာသာမဖြည့်စေခြင်းဘူးဆိုရင်လမောင်းဒီကိုပို့တူအောင်လုပ်ပေးခဲ့မှာပေါ့ဆိုရကတော့ပို့ပြီးတော့ရဲစရာကောင်းအောင်ပြောထားတာပေါ့ဗျာ ီလိုဟာသတွေကလူဖွဲ့ကြီးရဲ့တားမြစ်ချက်တွေကိုစိန်ခေါ်ပြီးတော့ပိုပွင့်နေတဲ့ဆွေးနွေးမှုတွေဖြစ်လာအောင် တွန်းအားပေးနိုင်တယ်ဆိုတဲ့သဘောပေါ့လုံးဝမှန်ပါတယ်ဝူဒီအလင်ရဲ့နောက်ထပ်ကိုးကားချက်နှစ်ခုကလိန်နဲ့ဘွားရဲ့အတိတ်ဘက်ကိုဆက်ဆက်ကြည့်ထားတယ်ပထမတစ်ခုကကျွန်တော်မိကုန်းကိုမသိဘူးဒါပေမဲ့လိန်ကတော့အဖြေပဲဆိုပြီးရိုးရိုးရှင်းရှင်းပြောတယ်နောက်တစ်ခုကတော့အချစ်ကအဖြေပါဒါပေမဲ့အဖြေကိုစောင့်နေတော့မှလင်ကတော်တော်ကောင်းတဲ့မိကုံးတချို့ကိုမေးလာစီတယ်လို့ဆိုတယ် ဒါကလိန်ကိုဘွားရဲ့အဖြူလိုတားမထမှတ်ပဲနဲ့အချစ်နဲ့ဘွားတဲ့ဘက်ကိုရှာဖွေတဲ့ခီလန်ဘိုကစိတ်ဝင်စားစရာမေကွန်းထုတ်မှုတစ်ခုဖြစ်ရှိနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့သူ့ရဲ့တွေးဒီကတကယ်ကိုနင်းနေသလိုလိုရဲစရာလိုလိုနဲ့ရှုပ်ထွေးတယ်ဗျာ safe sex နဲ့ပတ်သက်လို့သူ့ရဲ့ဟာသာကတော့ oral contraception ဆိုတဲ့စကားလုံးကိုကစားပြီးပြောတာပဲပါစက်တန်ဒီတားစီအကြောင်းပြောပြခြင်းနဲ့ကျွန်တော်ဒီ main ကလေးကိုအတူအဖွေတောင်းဆိုတော့သူက no လို့ပြောတယ် ဆိုတာလေ oral နဲ့ no ကို sex set ပြီးဟာသလုပ်လိုက်တာဟုတ်ပါဒါက safe sex ဆိုတဲ့အရေးကြီးအကြောင်းအရာကိုတောင်ဟာသညာနဲ့ချင်းကပ်နိုင်တယ်ဆိုတာကိုပြတာပဲဒီလိုကိုကချက်တဲ့အားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါ mark zedler ရဲ့စာအုပ်ဟာလိမ်မှုကိစ္စဆိုတဲ့အလိုအဆုံပြီးရှုပ်ထွေးတဲ့အကြောင်းအရာကြီးကိုနီလန်ပေါင်းစုံနဲ့ချင်းကပ်ထားတဲ့အတွင်းမြင့်ဒီဟာသတွေဝေဖန်မှုတွေကိုစူးစီးပေးထားတဲ့မှတ်တမ်းတစ်ခုလို့ချိန်နေတာပေါ့နော်။ဟွန်း ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာကဒီစာအုပ်ထေးကအစိပ်ပိုင်းတချို့ပဲရှိပါသေးတယ်ဆိုပေမဲ့ဟာတာရီအတွေးခေါ်တွေလူမှုရေးနိုင်ငံရေးဘာသာရေးရှုထောင့်တွေက အမြင်တွေတခါတလေမှာအငင်းပွားစရာဖြစ်နိုင်တဲ့အချက်တွေအများကြီးကိုကျွန်တော်တို့ထိတွေ့ခဲ့ရတယ်ဗျာဟုတ်ပါတယ်ဒီကိုကချက်တွေက လင်အပေါ်လူသားတွေရဲ့သဘောထားတွေဘလောက်တောင်ကွဲပြားခြားနားသလဲအချိန်နဲ့အမြတ်ဘလို့ပြောင်းလဲလာသလဲ ဘလို့တားမြစ်ချက်တွေအယူဆမှားတွေရှိနေသေးလဲဆိုတာကိုစဉ်းစားဖို့အထောက်အကူပြုပါရရှင်။ဒီစာအုပ်ထဲမှာဒီနေ့မဆွေးနွေးဖြစ်တဲ့လင်တူဆက်ဆံခြင်းပိုက်ဆံ points တားများတစ်ပံစတဲ့ကဏ္ဍတွေအများကြီးကြံပါသေးတယ်။ဟုတ်ကဲ့။နားထောင်စုတွေအနေနဲ့လည်းဒီစကားစုတွေထဲကဘယ်ချက်ကကိုယ်စိတ်ထဲမှာဆွဲကြံရစ်စေတယ်လဲ။ကိုယ်တိုင်ရဲ့အမြင်နဲ့ဘလို့တူညီတယ်လဲ။ကွဲပြားတယ်လဲဆိုတာကိုစပ်ပြီးတွေ့တော့ကြည့်နိုင်ပါတယ်ခင်ဗျာ။ လေမှုကိစ္စလိုအကြောင်းအရာမျိုးကိုပွန်ပွန်လင်းလင်းဆွေးနွေးပြောဆိုနိုင်ခြင်းကနားလည်မှုလွဲမှားတာတွေကိုရှော့ချနိုင်ပြီးတော့ပိုချမ်းမာတဲ့ဆက်ဆံရေးတွေတည်ဆောက်ဖို့အထောက်အကူပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။ကဲအခုတင်ဆက်ပေးခဲ့တဲ့ဒီစူဇန်လေလာမှုကိုကြိုက်နေတတ်တယ်ဆိုရင် like ပေးပြီးတော့မိမိတို့ရဲ့အမြင်တွေစိတ်ဝင်စားမှုရဲ့ကိုးကားချက်တွေကို comment မှာရေးသားပြောပေးခဲ့ပါဦးလို့တိုက်တွန်းချင်ပါတယ်။ Bama Brain Channel ကိုဆက်လက်အားပေးနားဆင်ကြပါဦးခင်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့မကြခင်ပြန်လာခဲ့ပါမယ်။